မန္တလေးမြို့မှာအောက်တိုဘာလ6ရက်နေ့သတင်းကြိုလပြင်းနေညကမီးလောင်မှုနှစ်နေရာဖြစ်ပွားခဲ့ပြီးချမ်းမြေသာစီမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တနအီကျော်အကြာလောင်ကျွမ်းခဲ့တဲ့မီးကြောင့်ဒဏ်ရာရသူ9ဦးဝန်းကျင်ရှိခဲ့ပါတယ်။ ဆမ်မြတာစီမြို့နယ်62 63ကြားနဲ့တရနှစ်103ကြားက နေအိမ်တအိမ်ည7နာရီကျော်လောက်ကစတင်လောင်ကျွမ်းခဲ့ပြီးည9နာရီကျော်အထိမီးငြိမ်သက်ခဲ့ရပါတယ်။မီးသက်တဖွဲ့ကအစစ်နှစ် level 2တမှတ်ခဲ့ပြီးမီးလောင်မှုအကြောင်းအရင်းကိုစစ်စစ်နေစေဖြစ်တယ်လို့ထုတ်ပြန်ထားပြီးဒေသခံတွေကတော့မီးပုံးပြန်ပြတ်ကြပြီးမီးလောင်တာဖြစ်တယ်လို့ပြောကြပါဗျ။ မီးလောင်ကျွမ်းမှုမှာမီးငြိမ်းသက်သူတွေအပါအဝင်ဒဏ်ရာရသူစုစုပေါင်း5ဦးဝန်းကျင်ရှိတယ်လို့လူမှုကွန်ရက်ရဲ့အသင်းတွေကပြောပေမဲ့အာနာသိန်းစစ်တပ်လက်အောက်ခံမီးသက်တပ်ဖွဲ့ကတော့ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ပြောပါတယ်မီးပုံပြန်တစ်ခုဆိုလာပြားပေါ်ကျနေတာကနေမီးဆလောင်ခဲ့တာဖြစ်ပြီးအစိုးပါနေအိမ်ပိုင်ရှင်တွေဟာခရီးသွားနေတဲ့အတွက်တအိမ်လုံးမီးလောင်ကျွမ်းခဲ့တဲ့အတွက်နေအိမ်အတွင်းရှိပစ္စည်းတွေအားလုံးဆုံးရှုံးခဲ့တယ်လို့ဒေသခံတအူးကပြောပါရယ်